ရိသမားအလုံးမဲမင်္ဂလာပါပရာလောကဇလန်းနေနဲ့စိတ်ဝင်စားဖွယ်ဇလန်းနေကိုတင်ဆက်ပေးနေတဲ့အောင်ခေ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ channel တွေကနေတင်ဆက်ပေးသွားမယ့်ဇလန်းတွေကတော့စာရေးသူတောင်းတင်ဆိုလှိုင်တာရာရေးသားထားတဲ့မိစ္ဆာများနေအပြိုင်ဆိုတဲ့ဇလန်းတွေပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမဆခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ ဘေးနားကငူတီသည်လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီစနန်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကုကန့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျတချိန်ကနာနာဘဝတဆေတရေစရိမကောင်းဆွမ်းရီကိုကိုရင်ကိုကြမမြင်ဘူးရေမယုံဘူးဆိုပြီးကြိမ်ဝါခဲ့တဲ့ကျွန်တော်ကဘေးရင်ဆရာတစ်ဖြစ်လဲပယောကဆရာတယောက်ဖြစ်မှယုံခဲ့ရသည်မှာမြောက်များစွာရှိခဲ့လေတယ် ကျွန်တော်ကိုရိုင်လူနာရီချန်ကိုအမောက်ပယောဂါတွေဝေပူးနေတဲ့မကောင်းဆိုးဝါးတွေနဲ့ဒူးတင်ကိုတင်အပြိုင်တွဲခင်းရတဲ့ဇလန်းတွေမှလည်းဒူးနဲ့တည်းရှိခဲ့ပြီးဖြစ်ပါရည်။အဲဒီဇလန်းများကကျွန်တော်ကိုရိုင်ပယောဂါကုရာမှာကြုံခဲ့ရသည်တွေရှိသလိုကျွန်တော်ရဲ့ဆရာသခင်ရာဂျူးရဲ့နောက်ကိုဆရာသွားရနာကနေတက်တက်မကွာလိုင်းလံပြီးလေးလာတည်ယူရင်းကုညင်ရင်းကနေရရှိခဲ့တဲ့အတွေ့အကြုံဇလန်းတွေကပုံပြီးစိတ်ဝင်စားပွဲ၊ချိန်လန့်ကြောက်လန့်ပွဲ၊တန်ဝေကရောက်ပွဲကောင်းလီပါရည်။ ကျွန်ုပ်ကရီအကြောင်းလေးကိုတစုံတစ်ယောက်ကိုပြောပြခြင်းဒီမှာနှစ်အားဖြင့်အတော်လေးကြာပြီဖြစ်ပေမဲ့ပြောခွင့်မသာပဲရှိနေခဲ့တာကြောင့်စိတ်ထဲမှာကိုလူခုလူဖြစ်နေရောယခုမှပြောခွင့်ရပြီဖြစ်တာကြောင့်နေများစွာတင်းကျပ်နေတဲ့စိတ်ကလည်းလွတ်လပ်ပေါ်ပါသွားလျော်ရဲ့အဲဒီအကြောင်းအရာတွေကိုမပြောခင်မှာကျွန်ုပ်ကကျွန်ုပ်ရဲ့အစီအာဖြစ်သူရာဂျူရဲ့အကြောင်းကိုပြောပြမိတ်ဆက်ပေးဖို့ရလိုပေလိမ့်မယ်ဖြစ်ပါရဲ့ကျွန်ုပ်ရဲ့ဆရာရာဂျူကအမှန်တရားပြဆိုရရင်မြန်မာဗုဒ္ဓဘာသာဆစ်ဆစ်တူးမဟုတ်ပဲ ဘာသာကြားတူဖြစ်ခဲ့တယ်။အသက်20ရွယ်မှာမုတ်စိမ်မွေးကြီးနဲ့ဝက်ဖြူစင်ကြဲဝစ်စင်တော်တဲ့အဖိုးကြီးတူကိုလမ်းမှာတောင်းရန်ရေလူမိအောင်အဲ့ဒီဖိုးကြီးကနေမင်းဟာတစ်ချိန်ကျရင်ကျင်းတိဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီးလူရီကိုကဲတင်ဟောင်းမယ်။အဲ့လိုပြောပြီးပါဆက်သေးကိုမကြီးစိတ်ခန့်ရွေများရှိတဲ့အရာတစ်ခုကိုကြွေးခဲ့ပါရဲ့။အဲ့ဒီချိန်ကစပြီးကျွန်တော်ရဲ့ဆရာရာဇူးကပတိစိတ်လိုခြင်းမြတ်စွာဘုရားကိုကတော်လိုခြင်း စွန်ကပ်လိုခြင်းစောင့်ရိုက်စိတ်တွေအလိုလိုပေါ်လာခဲ့ပါရဲ့ပေါ်လာတဲ့အတိုင်းလေးလုပ်နေတယ်နောက်ဆုံးမှာတော့ဆရာရာဂျွန်းရဲ့ဗစက်ကပြောတဲ့နှုတ်ထွက်စကားကထူးဆန်းစွာတိုက်ဆိုင်လာတာကြောင့်ရက်ွက်ထဲကလူတွေကအကြောင်းမြင်ရတဲ့ချိန်ပြီးဘေးဒင်းလာမိကြတယ်ဆရာရာဂျွန်းကရီချိန်ကစပြီးဘေးဒင်းဆရာတဦးဖြစ်မှမသိဖြစ်သွားလျော်ရဲ့ဒါပြင်ဆရာရာဂျွန်းရဲ့နောက်တစ်ချိန်ပြောပြခြင်းရတခုသောညနေရမှာအရိမုတ်စိန်ဝင်းနဲ့ဝိဖြူစင်ကျေဖိုးကြီးကသူ့ရဲ့အိမ်ပေါ်တီးကိုရောက်လာတယ်လို့ဆိုပါတယ် ကောင်းရင်ကအခန့်သည့်ခင်းထားတဲ့ဖျားပွားမှာမိမိကြီးထိုင်နေပြီးအဲ့ဒီဖုန်ကြီးကနေမင်းရလွန်ခဲ့တဲ့ဘိုးတော်မင်းတရားကြီးလက်ထက်ကဗုဒ္ဓဘာသာ ရှမ်းစော်ပေါင်းတတိကြီးတူဖြစ်ခဲ့လို့အဲ့ဒီတော့ကဟာမင်းရဲ့ဆရာတယောက်ပဲနောက်ပြီးမင်းမှာသားတယောက်လည်းရှိခဲ့ဘူးသေးတယ်အဲ့ဒီသားနောက်တစ်ချိန်မင်းသက်30လောက်မှာတွေ့လာမယ်မင်းအားကိုရမယ်မင်းတပည့်အဖြစ်ရောက်လာနိုင်မယ်အဲ့ဒီတပည့်ဆိုဒီမှာတော့ကျွန်တော်ကိုရည်ညွှန်း၍ပြောဆိုခြင်းဖြစ်ပါတယ် အခုမင်းစီကိုဘာလာခြင်းကမင်းရတီလာတမာဒီလေးနဲ့အတော်တန်သင့်ကောင်းနေပြီဗုဒ္ဓဘာသာဝင်တယောက်လည်းဖြစ်သွားပြီဒါကြောင့်မင်းမိတ်ဆွေတွေနဲ့တိုက်ပွဲဝင်ရဖို့ပဲကြံတော်တယ်အဲ့လိုပြောလိုက်တော့ဆရာရာဂျူးကနေအဲ့ဒီမိတ်ဆွေတွေကဒီလို တိုးတက်နေတဲ့ခေကြီးမှာရှိသေးရပါလားဗျရင်တန်တော်နေမေးလိုက်ပါလေဝိဖြူစင်ကြယ်ဘာကနေရှိသမသိရှိပါ ဘာလို့ပဲရဲ့ theory မကြောင်ရင်မင်းနဲ့ထိတ်တိုက်တွေ့ရမယ်။ဘာမှမဟုတ်ဘူးနဲ့။ Cory တလုံးလေးကိုရသေးတူကလာပြီးတဲ့ငွေကိုကြိုပြီးလက်စုပ်ခွင့်ဝေပြီး။မင်းရရအောင်လုံးကိုနိုင်စီပိုင်စီရဲ့စေပိုင်ဖြစ်လာလိမ့်မယ်။ဒါပေမဲ့တခုပဲ။မင်းအခုအသက်25နှစ်တည်းရောင်းနေပြီ။အသက်50တင်းပြည့်တဲ့နေမှာမင်းဟာသာသနာပေါင်းလေးကိုရောက်ပြီးအသက်80အထိသာသနာပေါင်းလေးမှာပဲဘဝကိုအဆုံးသတ်သွားလိမ့်မယ်။ အဲ့လိုတလုံးတလုံးကိုဆရာရာဂျူရဲ့လက်ကိုထည့်ပေးပြီးတော့ပြောခွင့်သွားပါရီအဲ့ဒီဖြစ်ဖြစ်ပေါ်စဉ်ကကျွန်တော်ရဲ့ဆရာရာဂျူရဲ့တပ်မ25နှစ်တန်ရှိသည်ဆရာရာဂျူနေဝိဖြူစင်ကျေဖိုးကြီးနှင့်လမ်းမှာရေလူမိယာကစတင်သေးတဲ့တပ်မ20အရွယ်ဖြစ်ပါရီဘေးလေးဆရာဖြင့်9နှစ်တိတိကြာပြီးသွားတဲ့ခါရင်မှာဝိဖြူစင်ကျေဝိစင်ထားတဲ့သူဆန်းနေဖိုးကြီးကဆရာရာဂျူရဲ့အိမ်ကိုကြွလာကယခုကဲ့သို့တက်မှန်ပြီးကြီးမြောက်ခဲ့ခြင်းပင်ဖြစ်ပါရီ အဲ့ဒီအချိန်မှာကျွန်တော်ရဲ့တပ်တီက10နေခန့်ပဲရှိသေးတယ်။နောက်ကားနေတီတီထွက်ရကြပြီးကျွန်တော်လူပြိုပေါင်းရရောက်တဲ့ကဆရာရာဂျူးနေကျွန်တော်တို့မိသားစုစုံခဲ့ပါရီ။ဆရာရာဂျူးနေကျွန်တော်တို့မိသားစုနဲ့ထူးဆန်းစွာကြုံတွေ့ခဲ့ရတဲ့ဇန်လန်ရဲ့အစားအသောက်ကဒီလိုပင်ဖြစ်ပါလိရောတည်။ကျွန်တော်ရဲ့မိဘနှစ်ပါးတီကလက်ရှိနေထိုင်တဲ့နေကအိမ်ကိုရောင်းချပြီးလေအတော်တန်နဲ့စီကားစာပြုတဲ့လိုင်းသားရမြို့မှာရှိ ပေ60မြေခွက်တစ်ခွက်ကိုဝယ်ပြီးတော့တိုက်ဆောက်တယ် ဟာဂင်ကလိုင်းကားဆွဲရန်အတွက်ဘိုက်ပူကားတစ်စီးကိုဝယ်ပါရီအရိကားရီကလွတ်လပ်ရေးမတိုင်မီကတဲ့ကရန်ကုန်မြို့ပေါ်မှာ ပြီးဆွဲနေသောကားရီဖြစ်တယ်။အရိကားရီကိုကျွန်ုပ်တို့လီဗျိုဘဝကစီးခဲ့ဘူးရတဲ့ကားရီများရီအိတ်ချံကိုဝယ်ပြီးအိမ်စားဖို့အတွက်ပြင်ဆင်နေနေမှာပြီးကျွန်ုပ်မီအမဖြစ်သူကျွန်ုပ်ရဲ့ကြီးတော်ကြီးအောင်မကောင်းဆိုးဝါးတကောင်ဝင်ဖူးကတ်လီမကောင်းဆိုးဝါးကရီချမ်မီရဲ့ရခင်ကပိုင်ဆိုင်ခဲ့တဲ့ဘေးပိုင်ရှင်ဖြစ်ပြီး တိတ်ဆုံးဒီမှာ9နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါရယ်ရိတ်တိတ်ဆုံးသူကမကောင်းဆိုးဝါးနောက်လူနှုတ်ခန့်အင်ရှင်ပြောင်းလဲခန့်ဖြစ်တယ်လို့သိရနေတယ်မကောင်းဆိုးဝါးကကြောင်ဘက်ပွဲတန်တဲ့ကြီးနဲ့ခြံထဲကနေအမြန်ဆုံးပြန်သွားရင်ပြောလင်းငကူတဲကတရေဆုံရင်မယုံကြည်ချက်ခွာကြတတ်တဲ့ကျွန်ုပ်ရဲ့ဖခင်ကတော့စရာလားဗျာတော့စရာရှိခမရတော့အောင်အခုဒီချက်ကိုကြုတ်ဝင်လိုက်ပြီဒီမှာစာချုပ်တွေအစင်းစင်းရှိတယ်ခမရနေမဆိုင်တော့ ခမည်းအရင်ဆိုင်နေဆိုတော့ဟုတ်ချင်ဟုတ်မယ်ဒါပေမဲ့ခုမဟုတ်တော့ခမည်းနောက်မှာဒေါ်မိစာရဲ့ဥပလွေရဲ့တော့ပြန်ဝင်ထားသေးတယ်ခမည်းအခုပိုင်သေးရဆိုရင်တော့ခမည်းပိုင်ဆိုင်ကြောင်းစာချုပ်ပြဒါမှမဟုတ်လေရုံးမစကားပြောပေါ့အဲ့လိုကြွားကြကြပြောလိုက်တော့မကောင်းဆိုတော့ပိုင်ဆိုင်ကြောင်းတော့ငါအတရေဘောကရောက်နေလည်းမပြနိုင်ဘူးဒီတစ်ခုတော့ပြောထားမယ်အဲ့ဒီဒေါ်မိစာရဲ့ဥပလွေဆိုတော့ငါကိုယ်တိုင်ဂုတ်ချိုးတတ်ခဲ့တာပဲ အခုသူတို့နှစ်ယောက်လုံးကလည်းငါတပည့်တွေဖြစ်နေပြီညဆိုရင်ငါစားဖို့အတွက်သားစိငါစိနေရှာပေးရတယ်နောက်ထပ်ဖို့တယောက်တော့ထမ်းရတာပေါ့ဒီဒီကောင်တော့လူကြီးကြီးမခေါ်တော့ခိုင်းလို့ကောင်းအောင်15နှစ်ရွယ်ဆယ်တန်းចောင်းသားလေးကိုပဲခေါ်မင်းအဲ့လိုမျိုးအားငယ်တူရှိသောလီတန်လေးနေတာပြန်ဖြေတော့ရိတိုက်ဆောက်တဲ့ကောင်မှာအကြောင်းမျိုးမျိုးကြောင့်ဆောက်လို့ရပညာရှင်သုံးဦးတီပြောင်းသွားရိပထမဆုံးကိုပါကြီးစိုးရိအကြီးအကဲဖွဲ့ခေါင်းဆောင်ကြီးက ဖောင်ဒေးရှင်းစရနေမှာအိမ်ပြောင်မှာကားတိုက်ခံရပြီးဆေးရုံမှာသုံးသားထိတက်ရလေတယ်။ဒုတိယဖြစ်တဲ့ကိုလာဘော်ဆိုတဲ့လူကြီးလည်းလေတချမ်းဖြတ်ပြီးအိမ်ရထဲမှာဘုံဘုံလဲရပြန်နေတယ်။ဖောင်ကလည်းနောက်ထပ်တက်ကျွမ်းနဲ့စောက်လို့ရပညာရှင်ကိုရှာဖို့ရန်အတော်ခက်ခဲနေပါရဲ့။ရိကဲတို့ဖြစ်နေတဲ့ဂျောင်းရီကိုတီးတူရီကရှောင်ရှားကြလေ။နောက်ဆုံးမှာတော့ဦးမင်းဆိုတဲ့လူကြီးတဦးနဲ့ဆုံပါရဲ့။ဦးမင်းကနေပြီးတော့ဘာမှမပူနဲ့။ကျုပ်တို့အဖွဲ့ ပြီးအောင်စောက်ပြီးမယ်။သူတို့စောက်တဲ့ခါမှသာအဆုံးသတ်လိမ့်မယ်။အဆုံးသတ်ပြီးမယ်လေအတော်လေးစိတ်အကန့်မသိစရာတွေများစွာ ဖြစ်ပေါ်လိမ့်မယ်။အိုကယ်ရီခေါင်းပြုတ်ကြခြင်း၊ဦးမြင့်ရဲ့တပည့်တူကျွန်တော်တန်ဆူးမိခြင်းနဲ့ညောင်ရီမှာအတန်နဲ့ကြီးများစွာစူးရှစွာအော်ဟစ်ညင်ညူတန်တွေကိုလည်းကြားရတယ်လို့ဆိုလိမ့်မယ်။ဒီနေ့မှာတော့ဦးမြင့်ကလည်းကိုမြဆိုးအောင်ရေးခင်ဗျဒီကိစ္စကိုမယုံနာယုံနာတပိုင်းထားဗျာ။နားလေတက်ကြွနေဆရာသမားတယောက်ကြီး ဒီမကောင်းဆိုးဝါးကိစ္စအောင်လုပ်ကြည့်ပါလားကျုပ်မှဆရာတူတော့ရှိတယ်ကျုပ်လည်းအခုလိုစောက်ရဲလုပ်ရဲတာဆရာကျုပ်ကိုအဆောင်လက်ဖွဲ့လေးပြီးစီရင်ပေးထားလို့ပေါ့ဒါပေမဲ့ကျုပ်တပည့်ရိစီမှာတရားတစ်ခုစီရှိတယ်အဲ့လိုပြောလိုက်ပြီးမဲ့ကျွန်တော်ရဲ့ဖခင်ကအင်းမလုံအင်းမလုံနဲ့နေခဲ့ဒီမှာကျွန်တော်တို့အိမ်တန်းလေးကြီးဖြစ်ခဲ့တယ်ဂျီတော်ဂျီအောင်ရီအိမ်မှာနေရမီကိုလွန်စွာမှကြောင်းရွနေတာကြောင့်ဆရာဘောင်းဆောင်ကအဆောင်လေးလက်ဖွဲ့ရိချိတ်တယ်ပရိတ်ရီတွေနဲ့လည်းပတ်ဖြန်းတယ် ဘုံကြီးသုံးပါးကိုလည်းပင်းဖိပြီးအိမ်တက်မင်္ဂလာလှုပ်လီတယ်။အန်ဒရီကပရိတ်ကျော်ရီကိုရွတ်တော့အတန်နဲ့ကြီးနဲ့အော်ဟစ်ရင်မောပြီးအရိတန်ကြီးထွန်လာတယ်။ကျွန်ုပ်ရဲ့ဖခင်မှာကြောင်းလန့်ခြင်းမရှိဘဲအိမ်ကိုပြီးအောင်ဆောက်လို့လေကျွန်ုပ်ရဲ့မိခင်ကြီးကြီးတော်မှမူကျွန်ုပ်အတွက်အစွန်ရည်ပူပန်ကြလိမ့်တယ်။ဖခင်ရီကြီးကိုကျွန်ုပ်ကိုလုံးဝပြန်မပြောပြရင်အတွက်အားလုံးကိုမှားထားပါရဲ့ အဲ့ဒီနေ့ကျွန်ုပ်ចောင်းကနေပြန်လာတဲ့အခါကြီးတော်ကကျွန်ုပ်ကိုဆရာတော်ကြီးတပါရွက်ဖက်ပေးထားတဲ့ပရိကျိုးကိုလယ်ဘေးမှာဆွတ်ပေးပါရီ။ဒီတိចောင်းကြောင့်ဆွတ်ပေးဒီကိုမသိတဲ့ကျွန်ုပ်ကလည်းကြီးတော်ကိုမေးလိုက်။ကြီးတော်ကကျွန်ုပ်ထိမ့်လန့်ပြီးဆို၍အိမ်မက်ကြီးမကောင်းလို့ပါလို့လဲဆရာတော်ကြီးကအချိန်မြေခဲ့တယ်။အိမ်တန်းဒီမှာစက်သားနေဂျန်ဘောက်ကိုကျွေးပေမဲ့ရက်ွက်တွင်ကလည်းလာရောက်စားတော့ကြသူတွေကအငင်းငယ်ရှိပါရီ။ဒီတိအတွက်ကြောင့်မလာကြသူကိုနောက်တစ်ချိန်မှာ တနုတ်လည်းတီးခဲ့ရပြန်နေတယ်။အိနာမကြီးတော်ကတယောက်တည်းမအိရဲတာကြောင့်အေကူမိတင်ကိုသူ့ရဲ့ခံမှာခေါ်သိတဲ့မိခင်က ဖားခင်ရဲ့နားကိုသာတိုးခဲ့ပြီးအေကန်းမှာထိုင်နေတယ်။ဖားခင်ကဆောင်ရဲဆောင်ရဲအနေနဲ့လှုပ်ရှုပ်နေပြီးတနုတ်ဒီကအေကန်းမှာမြမရုံးမြင့်တန်ကြားကထုံးလင်းနေတဲ့မြမစကားတစ်ခုကိုကြည်နေပါရဲ့။အဲ့ဒီချိန်မှာနောက်ဘက်ပေါင်းဖို့ဘောလောက်ကနေဒုံတိုင်းကလန်းဟူတော့အတန်ဂျယ်ရီကိုကြားရတယ်။အဲ့ဒီချိန်မှာမိခင်ကလည်းဒါပဲ ကိုမျိုးစုံအောင်ရေတိတ်လဲတော့ခြောက်ပြီးထင်နေအဲ့လိုပြောနေစဉ်ကြီးတော်တို့ကတောင်းတဲ့ကြာအေကန်းကိုပြေးထွက်လာရင်ပါဇက်ကလေးတုံတုံရင်နဲ့သေလားမသိဘူးအဲ့လိုပြောလိုက်တော့ကျွန်တော်ကနေကြီးတော်တို့ကဘာဖြစ်နေကြလဲခေါမိုးပေါ်ကြောင်တက်လာနေမှာပါလာဒီမှာတိုင်းဘာသေးမှမရှိဘူးတရေဆိုတာလူရီကြောင်တတ်တတ်မဲ့ခြောက်ထားတာတကယ်မရှိဘူးအချောင်းရင်းကိုဘာမှမသိပဲပြောလိုက်တယ်အဲ့ဒီချိန်မှာနှာခေါင်းလေးကိုပုတ်ရရဲ့အစိမ့်ရွှေရွှေအပုံနဲ့နေတနိုင်နိုင်ထသွားလိမ့်တယ် ငံလိုက်တာကြီးကြီးရှင်ရဲ့။ကြောင်နေငါးပုတ်တွေများကြီးလာလားမသိဘူး။ကျွန်တော်သွားရှာကြည့်ဦးမယ်။ကျွန်တော်ကပြောတော့ထားဖို့ပြုစင်မိခင်ကနေထိုင်နေစမ်းဘယ်တော့မသွားနဲ့။ဒီအိမ်မှာမကောင်းဆိုးဝါးရှိနေ။ဘယ်တော့မသွားနဲ့။အဲ့လိုပြောလိုက်တော့ဖခင်ကနေခင်မိကလေးရီကိုလည်းဘာရီရှော့ပြောနေရတယ်။ဘာမှမဟုတ်ဘူး။ဒါရီပြပြလုံးဝယုံကြည်မရှိဘူးသား။ဒါမဲ့ဘယ်မှမသွားနဲ့ဒီမှာမဲထိုင်နေ။ ဘီဘီရှောက်ရှာကြည့်မယ်။ကြောင်လီသားပြောသလိုငါးပုတ်ဒီပဲဆွဲလာတာဖြစ်မယ်။အဲ့လိုပြောပြီးအိမ်နဲ့အနားခံကြောင်လုံးချိုးလက်နေတံမီတလန်းနဲ့ကြောင်ချိုးကြောင်ကြားပါမကြံလိုက်ရှာပါလျော်ရိတောင်းကြတော့ကျွန်တော်ရဲ့ဖခင်ကတူတူရဲ့ထုတ်ထုတ်နေပြန်လာရိဒီမှာမတွေ့ဘူးလား။အိမ်ရှိမှငါအပုတ်ထုတ်ဒီကြောင်လီဆွဲလာတာပဲဖြစ်မယ်။ဂျန်ရှိကမှိုက်ပုံနဲ့တောင်းလဲပြစ်လာအောင်မယ်။အဲ့လိုပြောပြီးချန်ရှိကိုထွက်ပြီးတော့လွှင့်ပြပါရင်တောင်းကြတော့ကျွန်တော်တို့အားလုံး ကို့အခန်းစီကိုအသေးသေးဝင်စားပါရီအဝင်ငယ်ကြီးတော်ကြီးကကျွန်တော်ရဲ့နားကိုကန်လာတယ်ပြီးတော့ကျွန်တော်ရဲ့လက်ဘင်းမှာပရိတ်ကျိုးရှိမရှိကိုစမ်းကြည့်တယ်ရှိရောမှဆက်ရေးလက်ရေးဖြစ်သွားတဲ့ပုံစံနဲ့ဖျားရှိကိုအေယုံတော့အရိတော်ထက်ထက်မှားပြန်လီတော့ပါရီနောက်တနေ့မနက်မှာကျွန်တော်ကအကြောင်းကိုတွန်းရပါရီနေ့လယ်ကျောင်းစင်းပေမဲ့ကျွန်တော်ကအိမ်ကိုချက်ချင်းမပြန်သေးပဲတငယ်ချင်းဖြစ်သူအောင်တင်ရဲ့အိမ်ကိုလိုက်လေပါရီအောင်တင်ရဲ့အိမ်ကိုရောက်တော့ကြော်ကြီးမိမော်တို့နဲ့ အတူလိုက်လာတာကြောင့်တငယ်ချင်းတွေပွဲကြနေတော့အနေငယ်မှမှအိမ်ကိုပြန်ခဲ့ပါရိအိမ်ကိုရောက်လာရင်အချိန်မှာညာရှင်းလာရင်ကရှိနေပြီဖြစ်ပါရိကျွန်တော်ကဖခင်ကိုပေါင်စင်တော့အိမ်ကိုသွားမယ်လို့မနှက်ကတဲ့ကပြောပြထားတာကြောင့်စိတ်ပူပေမဲ့လည်းကြီးတော်နဲ့ကျွန်တော်အိမ်ပါရောက်တဲ့တိုင်းစိတ်ပူနေရတာကြောင့်ဒါအိမ်ကိုပဲပြန်ရောက်နေပြီပဲမိမိနဲ့တကြီးရွှေကဘာဖြစ်နေရလဲအဲ့လိုပြောလိုက်ပြီးမိမိရဲ့အခန်းလေးကိုဝင်လိုက်ပါရိ ကျော်ဘော်လွေကိုလည်းစာကြည့်စပွဲမှာတင်လိုက်လေတယ်။အဲဒီနောက်အိုက်ဆက်ဆန်နေနှုံးချီချီဖြစ်နေတဲ့ကိုကိုလန်ဆန်သွားရန်အတွက်ရေချိုးအုံးမလို့တွေးမိပြီးအဝိစားကိုလည်းကတပတ်တထေကိုယူရင်းရေချိုးကန်းကိုထွက်လာခဲ့နေတယ်။ရေချိုးကန်းရှိကိုရောက်တဲ့ကရေချိုးကန်းနဲ့ရှိရေပန်းခရောင်ရေချားတန်တွေကိုကြားရောက်လို့ခြေလမ်းကိုခဏရန်လိုက်တယ်။ဘသူများရေချိုးနေတာပါလဲ။ဖေဖေရဲ့ជីကြီးရဲ့ကတော့အဲကန်းနေပါမယ်။ဒါဆိုជីကြီးတင်ရေချိုးနေရမှာဖြစ်မယ်။ ိလိုတွေးပြီးတပတ်ကိုပခုံးပေါ်တင်ပြီးအိမ်ရှိခန်းကိုထွက်လာလိုက်တာမိမိတင်ပါဝင်အောင်လုံးကိုတွေးလိုက်တာသာဟုတ်မိမိတင်ငားလေးကိုရေချိုးခန်းထဲမှာအောက်မိပြီးတော့ရေချိုးခန်းဝင်ပြီးထွက်လာတာရေပိုက်ကိုမပိတ်ပဲဖွင့်ထားခဲ့တယ်တာခနာကအခန်းမေကောင်လေးရေရေဖွင့်တဲ့ချောင်းလေးလို့မဝင်ပဲပြန်လှည့်လာတာနောက်ဆုံးရေဘသူချိုးသေးလဲအဲ့လိုပြောလိုက်တော့မိမိတင်ကလေးဟူဟူကျမပါကိုနေရဲ့ညနေတုန်းကချိုးတာပါဒါပေမဲ့ကျမတည်တည်ချာချာပိတ်ထားခဲ့ပါလေရှင် အဲ့လိုသေးချာပြောလို့မိခင်နေကြီးတော်ကလက်ကြသည့်အလားကိုမတဆက်ဆက်တုံနေရကိုတွေ့ရပါရဲ့။တတင်းမှာလည်းပတိကိုစီနေရှိနေကြရဲ့။ဟာငင်တော့မလိမ်နဲ့သားအခုလိုက်ကြည့်ငါနားနေကြတာပါ။အကန်းထဲမှာရေပွင့်နေတဲ့အတိုင်းကြားလို့ထွက်လာခင်းလိုက်ကြည့်။ဒါနာလားမယုံရင်လည်းအခုလိုက်ကြည့်။အဲလိုပြောပြီးရေချိုးခန်းရှိရာကိုထွက်လာတော့အနောက်ကနေမိခင်နေကြီးရောပါမိမိတင်နေသူလိုက်လာတဲ့အခန်းရှင်းရောက်တဲ့ကောင်ရေချိုးခန်းလေးကနေ ရေစက်ကြတံကိုလုံးဝမကြရတော့ဘူး။ကျွန်တော်လည်းအခန်းတကားကိုဖွင့်ကြည့်တော့အောက်ခြေကျွေးပြားမှာကြာနေရဲ့ရေစက်တွေတစမ်းမှမရှိတာကြောင့်တောင်းအောင်အဖြစ်ရသေးတယ်။ငါပဲနားကြောင်မတာဖြစ်မယ်လို့တွေးပြီးရေချိုးကန်းလေးကိုဝင်ပြီးတကားပိတ်လိုက်လိမ့်တယ်။တောင်းလေးမမြန်ချိုးနော်။ထမသွားသေးမယ့်ရှေ့ဘက်ခန်းရှိကမိခင်ကလှမ်းပြောပါရီ။ဟုတ်ကဲ့ပါလို့ကျွန်တော်ကလှမ်းပြင်းနေ။မိမီအားငါ့ကိုကိုထီကလေးပဲတင်နေရောနော်။ ရေချိုးတာတော့လိုက်ပြီးတော့ပူနေသေးတယ်။အဲဒီလိုစိတ်ကတွေးမိရင်ရေမန်းခရောက်ကိုဖိနှိပ်ရအောင်အေးဆန့်နေတဲ့ရေတွေကကျွန်တော်ရဲ့အခန်းတော်ကိုကိုလာရောက်ထိရိုက်နေတယ်။တနေ့လုံးတငယ်ချင်းတွေအပြုံလုံးပြီးပင်ပန်းခဲ့သမျှအခုမှလန်းဆန်းသွားတယ်လို့လည်းရှိတယ်။ဒါရေမပြီးသေးဘူးလား။နောက်တစ်ခါပြောသူကကျွန်တော်ရဲ့မိခင်တော်မဟုတ်တီတီဖြစ်နေတယ်။ကျွန်တော်လည်းမဖြစ်နောက်ထပ်တမနစ်နမနစ်မချောင်မီတင်နေကလေကိုလေးမပြီးသေးဘူးလား အဲ့လိုပြောတော့ဘာဖြစ်ကြောင်းတရားလည်းမသိဘူးဒီလိုပဲမနေ့ရောဒီနေ့ရောတမျိုးကြီးဖြစ်နေကြတယ်လို့တွင်းပြီးနေဘာဖြစ်နေကြတယ်ဗျာဒီမှာရေချိုးနေအောင်အပေါက်ကမှအဲ့ဒါလို့မနေကြနေလေဘာမှလည်းမသိဘူးကို့နေရာကိုသွားကြပါလားမသွားရင်အေးပန့်ရင်ပတ်ပစိထွက်မလာဘူးနော်အဲ့လိုချင်းကြောင့်ပြောလိုက်မှအေးပါအေးပါဆိုပြီးထွက်သွားကြတယ်ဒီဘာရီအတန်တန်မှမကြရတော့ဘူးကျွန်ုပ်လည်းရေမိုးချိုးပြီးအဝေးစားလဲခဲ့ကော ိမ်ရှိကိုထွက်လာတာနဲ့ជីကြီးကလည်းသမင်းဝဲပြေးပြရမှာအဲ့လိုမျိုးတော့ကျွန်တော်ကလည်းအောင်စင်တော့အိမ်မှာသမင်းစားပြေးပြီးမို့သမင်းမစားချင်တော့ကြောင်းအဲ့လိုပြောလိုက်တော့ជីကြီးကပန်းသီးကိုခွဲပြီးတယ်တစ်ချိန်လုံးမြည်သည့်စကားတခွန်းကိုမှမပြောဘဲစရင်စရာရီနဲ့အလောရှုံနေတဲ့ဖားခင်ဘက်ကိုလည်းမိမိချင်းကជីကြီးခွဲပြီးတယ်ပန်းသီးစိတ်တစ်ပကံကိုချပေးလိုက်ပါရီမိခင်ជីကြီးရှင်နဲ့မိမိတင်တို့ကကျွန်တော်ရဲ့ပကံတွေးကနေနှိုက်စားနေပြီ ျွန်တော်လည်းဗီဒီယိုဂရီထားတဲ့စင်ထက်ကနေခွေးတစ်ခွေးကိုအောက်ဆက်မှာထည့်လိုက်ပြီးတော့သိဟကြည့်ပါမနေ့ကမှတက်ထထားတာအမလီမကြည့်ဘူးမကြည့်ဘူးလုံးဝမထည့်နိုင်တော့မကြည့်ဘူးမမေးရလေဘာဖြစ်နေရလဲဟိုးအရင်ကလည်းကြည့်နေအောင်အခုမှဘလို့ဖြစ်ပြီးတော့ကြောက်နေရတော့ကားတော့မရဘူးထည့်ပါမယ်အဲ့လိုပြန်ရေးပြောပြီးခွေးကိုထည့်ဖို့လောက်ကနေစဉ်ကြည်ကြည်ရွှေကထိုင်နေရကထလာပြီးခွေးကိုလှူပါရီ ကျွန်တော်ကလည်းပြန်လို့လေကြီးရွှေဘာဖြစ်နေရလဲဗျဒါလေးကြည့်အောင်ဘာဖြစ်တာမှန်းတော့အရင်တုန်းကလည်းဟန်သာဝရီမှာနေတော့ကလည်းဒီလိုပဲကြီးကြီးရွှေတို့တားနေတယ်လို့ကြည့်ရပါပဲဗျာလေဒီရောက်မှမကြည့်ရဘူးဆိုတာဒီအိမ်မှာတရေရှိနေလို့လားပြောရှိနေတယ်ဘာမှမပူနဲ့တားမှာတရေနိုင်တဲ့နီးရီကိုဗီဒီယိုတဲကလည်းကြည့်ထားတယ်ကစ်ပစ်လိုက်မယ်အဲ့ဒီအချိန်မှာအိမ်နောက်ဖေးကန်းကနေပကံကွဲတန်းနေ ပိုးခွက်လွတ်ကြသံတွေကိုကြားရလိမ့်မယ်။ရိတ်သံတွေကိုကြားရတဲ့ပြိုင်နဲ့တည်းမိခင်ជីကြီးနဲ့မိမိတင်တို့ထံကနေအာမေဒိတ်တံတွေကိုစီထွက်လာကြပါရဲ့။စရင်လုံးတွေရဖောက်ရင်ဒီပင်အိမ်တော်ဖေးကိုခေါင်းကိုလဲပြီးအနှမ်းကြည့်နေတယ်။ကျွန်တော်လည်းဘာဖြစ်တာပါလဲ။မာရီများကြာခွဲတာပါလဲဆိုတော့တီးကျင်စောနဲ့ထပြီးနောက်ဖေးကကိုဝင်မဲ့ပြုတ်ဖောက်ရင်ကနေဝေထာရီစာခပြီးသွားကြည့်မယ်။အဲ့လိုပြောပြီးနောက်ဖေးကိုဝင်သွားတယ်။ကျွန်တော်ကလည်းထားနေရကနေပြန်ပြီးတော့ထိုင်လိုက်ပါရဲ့ မိခင်ကြီးကြီးနဲ့မိတင်တို့ကတုံတုံရင်ရင်နဲ့ကြည်ရသည်မှာအချိန်ကြောင်းရမှာအရင်မတော့ရသည်တဲ့အရက်သမောင်းရီနဲ့တူနေရကြောင်းဘာမှန်းလဲသိရမှုပဲနဲ့အတော့ကိုဒီကြောင်းမှာကြောက်တတ်တာပဲညော်လို့စိတ်သေးတွေးပြီးပြုံးနေမိစဉ်နောက်ဘေးကကနေဟာခင်ရဲ့အဆူဆူဝါးဝါးအွန်လိုက်တံကိုကြားလိုက်တာကြောင့်နောက်ဘေးကကိုစုံရင်စိမ့်နဲ့ကျွန်တော်ကထားပြီးပြေးဝင်နေရဒွေးအိုင်တဲမှာကောင်းရာကြီးတတိလက်လဲနေတဲ့ဖာခင်ကိုတွေ့ရသည်ဖာခင်လဲနေတဲ့နေရာမှာ ဟင်းအိုတမင်းအိုရီမှောက်ပြီးတမန်တလင်းပေါ်မှာဖိတ်စီနေတယ်။ကျွန်တော်ကဖခင်ကိုကြွေးချီပြီးတော့မိမေကြည်ကြည်တို့ဒါကြောင့်ပေါ့။ဟာဒီမှာဖေးဘာဖြစ်နေလဲမသိဘူး။လှုပ်ကြပါဦး။အဲ့လိုမျိုးဆက်မပြတ်အော်ခေါ်လိုက်တော့အမော်တကောဆုံးရင်ကြီးစွာနေအားလုံးပြေးဝေလာကြသည်။ဟာမလေးကောင်းပေါင်းလေးတည်ပြီးလားမသိဘူးလှုပ်ကြပါဦး။ဒါတကယ်ကြိုက်တော့ဟာလားမသိဘူး။ငါအတန်တန်ပြောပါလေ။ဒီအိမ်မှာနေမယ်ဆိုကြတဲ့ မနေချင်ဘူးဆိုတော့သူ့အသက်ရဲမယုံဘူးတဲ့လေအခုတော့ကိုကြိုးနေပါပြီလှုပ်ကြပါအောင်ကိုဒီအသက်ရောရှိသေးလားမသိလှုပ်ပါဦးဒါတာနေဖေကိုကြည့်ပါဦးအသက်ရှိသေးရဲ့လားအားလုံးလည်းငိုယူနေကြတယ်ကျွန်တော်လည်းဖခင်ကိုအဆက်မပြတ်တတိယအောင်လှုံ့လို့နေတယ်သို့တော့ဖခင်က လုံးဝကိုတတိမရပဲရှိနေပါရဲ့ဖခင်ရဲ့ရင်ဘတ်မှာကြောင်ချင်ရာကဲ့သို့ကုတ်ရာတွေကိုတွေ့ပြီးအင်ကြီးတွေမှာပေါက်ပြဲပြီးသွေးချင်းချင်းညီရဲနေရပါရဲ့ ကျွန်တော်လည်းသွေးထွက်လူမျိုးကိုစိုးရိမ်တော့ဖခင်ကိုချက်ချင်းပင်ချမ်းဖို့ကောင်းလမ်းထဲအိမ်ကောင်းနေလေးမင်းကောင်းပေါင်းနေဦးခင်ကြီးရဲ့အကူအညီနဲ့အင်းစိန်စည်းရုံကိုကိုရတည်ရော်တယ်။ကျွန်တော်တို့မိသားစုအားလုံးစည်းရုံကိုရောက်တော့တရောင်းမှလည်းအိမ်မပြန်ရင်းအောင်ဖြစ်နေတယ်။တောင်ဝင်ကျောင်းရဲ့စခန်းကအေးရာရှိတွေကလည်းအိမ်ကိုဝင်ရောက်စစ်ဆင်းနေပါရဲ့။ချမေးအိုးမှာမှောက်နေရကလွယ်ပြီးမိသည့်ထူးခြားမှုကမှမတွေးရကြောင်းဆိုနေတယ်။အကြောင်းစော်သိနိုင်ရင်ဖခင်တတိယလာရိတ်ကမှမင်းမြန်ရန်ဖြစ်တာကြောင့် ဟောင်းရဲ့တတိလေလာကိုစောင်းရောက်မည်ဖြစ်သောပြောပြီးတော့ပြန်သွားလိမ့်တယ်။ဟောင်းရဲ့က3ရက်တိတိကြာတဲ့အခါမှာတတိလေလာပါရယ်။တတိရောင်းလေရခြင်းကျွန်တော်တို့ရဲ့အိမ်ကိုပြီးအောင်ဆောက်ပေးခဲ့တဲ့လက်သမားဆရာကြီးကိုအထက်တက်ခေါ်ခိုင်းပြီးကျွန်တော်လည်းစေယုံကိုရအောင်ခေါ်ခဲ့ရသည်။ကောင်းပြီ။တကူခမရဲ့ဆရာကိုရအောင်ပေးပေးစမှာဗျာ။ဒီတရေတော်တော်ဒုက္ခပေးရဲ့ဗျာ။အဲ့လိုပြောလိုက်တော့ဦးမြင့်ကလည်း ဘလို့ဖြစ်တာတော့ကိုတင်ရဲ့ဘလို့ကြောင့်ဆင်းကိုရောက်တာတော့တ냐ကျုပ်တို့မိသားစုတွေအိမ်ရှိမှာအားလုံးရှိနေတော့နောက်ဘေးကတကူးကူးလွတ်ကြတန်နေကြလို့သူတို့ထားခဲ့ပြီကျွန်တော်တယောက်ထင်းနောက်ဘေးကိုတောင်းကြည့်မှာပေါ့ကိုမြင့်ရဲ့အဲ့လိုမျိုးစကားကိုဆလိုက်ပြီးနောက်ချောင်းကိုပြန်ပါလီတော့ရယ်အားလုံးလည်းမိဆိုတော့ကျွန်တော်လည်းတယောက်ထင်းနောက်ဘေးခင်းလေးကိုဝင်လိုက်ခြင်းစုံယုံနေသူဆန်းနေဖြစ်ဖြစ်ဒီကိုတွင်ရယ်ကျွန်တော်တသက်တခါမှမမြင်ဘူးတဲ့ လွန်စွာမှကြီးမားရီခွေးနဲ့ကြီးသုံးကောင်ကိုတွင်ရရင်အဲ့ဒီခွေးနဲ့ကြီးသုံးကောင်ရဲ့ပစက်မှာလက်ကလေးတော့ရှိမဲအဆွေဖားဖားကြီးနှချောင်းကိုလည်းကိုစီကိုစီတွင်ရတဲ့အပြင်တရေများလေးတဖွာဖွာကြာနေကြီးရဒီမှာလွန်တရားမှကြောက်မဲ့ပဲကောင်းနေတယ်အဲ့ဒီခွေးသုံးကောင်မှာဖိတ်စင်လွင်ကြနေတဲ့အမေသားဟင်းရုပ်ကဟင်းတွေကိုလူရဲ့စားနေကြရီကျွန်တော်လည်းထင်မှတ်မထားတဲ့မြင်ကွင်းကိုတွေးလိုက်ရတာကြောင့်အနေငယ်ထိတ်လန့်မှုဖြစ်သွားပါရီ ကျွန်တော်ဝင်လာဒီကိုမြင်တာနဲ့ရှေ့ဆုံးကခွေးနဲ့ကြီးကကျွန်တော်ကိုမိရဲ့အရောင်ကဲ့သို့နေရနေတဲ့မျက်လုံးကြီးနှစ်ခုနဲ့စိမ့်စိမ့်ကြီးစကြည့်ပြီးရင်ဘတ်ကိုနေဝင်အောင်ကုတ်ဖဲနေတယ်။အဲဒီနောက်ကျန်ရတဲ့ခွေးနဲ့ကြီးနှစ်ကောင်ကလည်းထပ်မံပြီးဝင်လာပြီးတော့ကုတ်ဖဲပြန်လျော်တယ်။ကျွန်တော်လည်းလုံးဝပြန်လဲခူးကန်နိုင်ခြင်းမရှိဘဲတတိလင်မီမျောသွားလိမ့်တယ်။တတိယရက်ကကျွန်တော်ကမှောင်မဲနေတဲ့ခွေးမြင့်ကြီးတဲ့ကိုရောက်လိမ့်တယ်။ကျွန်တော်ကမိမိအိမ်မှာခွေးနဲ့ကြီးသုံးကောင်ရဲ့ ရံမှုချင်းကိုခံနေရတာမှမိတိအတွက်ကြောင့်ဒီကွေးမင်းတဲ့ကိုရောက်နေရတာပါနဲ့အဲဒီလိုတွင်ရင်ကုန်းထားပါရင်ရှင်ဘတ်တစ်ခုလုံးလေးပြင်းပြစွာနာကျင်နေတယ်သွေးမြောက်မှလည်းရေပတ်မှရွှင်းနေတယ်ကျွန်တော်ကရိုင်တင်းရိုင်တိုင်းနဲ့အာယူရှောင်းလန်းခဲ့ရမှအနေငယ်ရှောင်းမိရာနဲ့မိုင်းပြပြမီးလင်းနေတဲ့တိုင်ရင်တွေကိုတွေ့လိုက်တယ်အဲဒီလေးစီကိုလုံးချနေသောခြေနှက်အနေနဲ့တလန်းချင်းရောက်အာယူပြီးတော့လမ်းခဲ့ပါလိမ့် ိမ်ကတကောင်းရီမရှိတာကြောင့်အထဲကိုခွင်မတောင်းမေးဝင်လာပြီးကိုပြည့်သက်သာရှိတဲ့ဝါကြံကင်းပေါ်မှာပြစ်လဲချလိုက်တယ်။ကျမ်းပြင်မှာလူလဲချလိုက်တဲ့အတန်ကြောင့်ထင်းတယ်။ဒိန်ကနေခန့်ငယ်ငယ်အမျိုးသမီးတူထွက်လာပါလေ။အဲဒီအမျိုးသမီးကအထိတ်တလန့်နေကျွန်တော်ကိုတောင်းတောင်းကြည့်နေပြီးတတိဝင်တဲ့ခါရီမှာအဘလို့ဖြစ်တာလဲဘလို့ဖြစ်လာလဲရှင်။တကူလုံးနဲ့တွေ့နေပါလား။အဲလိုမေးတော့လည်းပြန်မဖြေနိုင်မေးမေးမျောသွားလိမ့်တယ်။တတိယရိခါကျွန်တော်ရဲ့နားမှာအမျိုးသမီးငယ်နေတူ နောက်ထပ်အမျိုးသားကြီးတအုပ်ကိုလည်းတွင်ရရင်အဲ့ဒီမျိုးသားကြီးကကျွန်တော်ရဲ့ရင်ဘတ်ကိုဆေးပြီးထည့်ပေးနေပါရဲ့အမျိုးသမီးကအစီမီးခွက်လေးတစ်ခုကိုကမ်းပြီးဆေးထည့်ပေးနေတဲ့လူကိုအကူအညီပေးနေရှာရင်းအားမအမှုနဲ့ခမရတက်တာကောင်ကျွန်တော်လုပ်ပေးထားတယ်ဒါပေမဲ့ခမရကမကောင်းဆိုးဝါးကြိုက်ထားတာဆိုတော့လုံးဝပျောက်သွားအောင်တော့ကျုပ်လှုပ်ပေးလို့မရအောင်ခမရမကောင်းဆိုးဝါးနှိမ်နေနိုင်တဲ့ဆရာလေးကိုရလိမ့်မယ်တလအတင်းမြန်ကူပါမကူရင်ခမရတည်လိမ့်မယ် နောက်ပြီးနောက်တစ်ချိန်မကောင်းဆိုးဝါးနဲ့ထပ်မတွေ့စေနဲ့ဒီတကထပ်ဖြင့်ခမယောအသေးကပ်ပြနေမယ်အဲ့လိုပြောနေတယ်ပြီးတော့မျိုးသမီးငယ်ဘက်ကိုလှည့်ပြီးတော့ကဲညီမရေဒီလူကိုစေးလေးတိုက်ဖို့ရေနွေးလေးတစ်ခွက်လောက်ခံနေနေပေးစမှာအဲ့လိုလမ်းပြလိုက်တော့မျိုးသမီးငယ်ကမိအိမ်ကိုယူပြီးရေနေးခရတွင်ကောင်လေးရေနေးတစ်ခွက်ကိုထည့်ပြီးတော့ကျွန်တော်ကိုပေးပါရီကျွန်တော်လည်းသူထည့်ပေးတဲ့ရေနေးနဲ့အမျိုးသားကြီးပေးတဲ့ဆေးကိုတောင်းလိုက်ပြီးတဲ့အချိန် ညလုံးတွေမှာလင်းလက်ထိုင်းမိုင်းလာရင်မတမီလူလဲကောင်းကင်ရံကိုပြန်တက်သလိုလိုဖြစ်လာပြီးအိပ်ပျော်သွားလျော်တယ်။အဖြစ်ပြက်ကတော့အဲ့ဒါပဲ။တတိယလိုကြည်လိုက်တော့ဂုံမီတိုးတော့စင်းုံရောက်နေတာပဲ။အိပ်ဖြစ်ပြက်ကိုဖားကင်ကအဆုံးသက်ပြောဆိုလိုက်တော့ကျွန်တော်ကထူးဆန်းတဲ့ဖြစ်ပြက်ကိုကြားရပြီးမယုံကြည်နိုင်အောင်ဖြစ်နေရတယ်။မကြာခဏမကောင်းဆိုးဝါးဝိညာဉ်ကားတွေတရေကားတွေကိုကြည့်နေတဲ့ကျွန်တော်ကကြာလာတဲ့အခါမှာ အရိယာတွေကအပြင်းမရှိတော့ပါဘူးအပြုတ်အပြက်အပြင်းပြီးစနန်းနေပုံမြင်နေပါလို့တင်မမှားခင်မိပါရဲ့သို့တော့ဖားခင်ရောကျွန်ုပ်ပါယခုမှကျိုးစံပြီးလူတိုင်းမယုံကြည်နိုင်လောက်တဲ့အဖြစ်ပြက်ကြီးကိုလက်တွေ့သိလိုက်ကြုံလိုက်ရောင်းနေတယ်အဲ့တော့ကျွန်ုပ်ရဲ့ဖားခင်ကဆင်းရုံကမဆင်းခင်၃ရက်လုံးမှာဦးမြင့်ရဲ့ဆရာဆိုသူဟာသူ့ရဲ့အကူအညီနဲ့ပင်ပြီးတော့အင်ကိုအပ်ပြီးတရေရီကိုနှင်ထုတ်တိုက်ခိုက်ခိုင်းလျော်တယ် အားလုံးရှင်းလင်းပြီးရနောက်တစ်နေ့မှာဦးမင်းကအစင်းရုံကိုရောက်လာပြီးတော့ခမည်းတော်ငါတရေရီတုတ်စီရနဲ့တွေ့မှာပဲအရှုံးပြီးရတယ်။ဒါတော့သူတို့ကခွေးတရေရီရောင်းဆောင်ပြီးတော့ပြန်တိုက်ခိုက်ဖို့လှုပ်တာဗျာ။တုတ်မြက်မြင်ပဲ။တုတ်စီရခမည်းတော်ငါဒီသုံးပါးစလုံးကိုတော်တော်လေးစော်နှိုက်တာအရှုံးပြီးရတဲ့အစင်းကိုရောက်တော့တာပဲ။ဘာမှမပူနေတော့ခမည်းတော်ငါအခုဆိုအားလုံးအေးချမ်းသွားပြီ။အဲ့ဒီတရေသုံးကောင်လုံးလည်းမရှိတော့ဘူး။ပတ်ဆိုင်ရာအဆောင်ရှောက်နှက်ကြီးတွေစီကို တ်လိုက်ပြီးအစဉ်ပြေသွားပါပြီ။အဲလိုပြောလိုက်တဲ့အခါအန်အောလက်ပန်ဖြစ်ရတဲ့စကားတွေကိုကြားရတယ်။အဲလိုကြားတော့ကျွန်တော်ကမကောင်းဆွေးဝါးတရေတွေကိုပင်နိုင်အောင်တိုက်ခိုက်နိုင်တဲ့အရိစရာကြီးကိုတွေးကျင်မြင်ကျင်နေပြီးဖြစ်ပါရဲ့။တွင်းရင်မြည်တော့မြည်ဖို့မြည်သည့်အစွမ်းနဲ့နိုင်အောင်တိုက်ခိုက်သည်ကိုမေးပြီးအဲဒီမကောင်းဆွေးဝါးတွေကိုနိုင်တဲ့အတတ်ပညာတွေကိုလည်းသိအောင်မပဲလို့တွေးမိလိုက်ပါသေးတော့တည်းပြိတ္တများခင်ဗျာအခုတိဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူတောင်းတဆိုလှိုင်းသားရရေးသားထားတဲ့ ဝိဆာများနဲ့အပြိုင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားစင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မေဖြစ်ပါတယ်ခင်ဗျာ။